လွန်ခဲ့တဲ့နှစ်ပေါင်း260တုန်းကဒီအယုဒ္ဓယကိုမြန်မာပြည်တွေသိမ်းပိုက်ပြီးတော့အယုဒ္ဓယမှာရှိတဲ့ပြည်သူတွေတချို့ကိုပေါ့နော်စစ်တုံပန်အဖြစ်ဒီမြန်မာနိုင်ငံကိုခေါ်ဆောင်ခံခဲ့ရတဲ့မျိုးဆက်တီတွေကမှမိသားစုဝင်တွေရှိနေသေးရပေါ့နော်မြန်မာနိုင်ငံမှာအဲ့ဒီ ဒုံကစစ်တုံပန်အဖြစ်ခေါ်ဆောင်ခဲ့တဲ့မိသားစုဝင်တွေကအခုဆိုရင်80မြောက်မိသားစုဝင်တွေဖြစ်နေပေါ့နော်ဒါပေမဲ့တဆင်တဆင်တဆင်ဆိုပေမဲ့ဒီအယုဒ္ဓယလူမျိုးအစ်စ်တော်မဟုတ်တော့ဘူးပေါ့နော်သူတို့ကနေပောက်ဖွာလာရင်လည်းမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာနေရဖြစ်တဲ့အတွက်ကြောင့်မြန်မာလူမျိုးတွေနဲ့ဒီအဲအိမ်အောင်တွေပြုတ်ပြီးတော့နည်းနည်းတော့မြန်မာမြန်မာသွေးတွေပါလာကြပြီပေါ့နော်ဒါပေမဲ့အဲ့ဒီထက်ကဒီအယုဒ္ဓယသွေးစစ်စစ် ခုနှစ်ဆက်မြောက်အဖွားတရားပေါ့နော်အဲ့ဒီအဖွားကိုဒီထိုင်းနိုင်ငံအယုဒ္ဓယာမြို့ကိုအခုပေါ့နော်အခုခေတ်2025မှာအလေပတ်ပြန်ပြီးတော့ဖိတ်ခေါ်ခံခဲ့ရတယ်လို့ဒီထိုင်းခရီးသွားဆိုင်ရာအဖွဲ့တွေကဟိုတနေ့ကသတင်းထုတ်ပြန်ထားကြတယ်ပေါ့နော်အဲ့ဒီအဖွားကိုလည်းအဲဓပုံနေရိုက်ပြီးတော့တွေ့ထားဒီအဖွားပေါ့နော်သူက1969ခုနှစ်ဒီအယုဒ္ဓယာတိမ်ပိုက်ခံရပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံရောက်ထိုင်းလူမျိုး အယုတ်တရမျိုးဆက်တွေကိုပထမဆုံးအကြိမ်အဖြစ်ပြန်လည်ရောက်ရှိလာတာဖြစ်ပြီးတော့ဒီအစီအစဉ်လေးကိုတော့စူးကားရွာသားတွေရဲ့အိမ်အပြန်ဆိုတဲ့အစီအစဉ်နေနဲ့ရောက်ရှိလာကြတာဖြစ်တယ်လို့သိရတယ်ပေါ့နော်အဲ့ဒီအဖွားကိုကျော်ဘယ်လိုပြောရမလဲဆိုတော့မြန်မာနိုင်ငံသား ထိုင်းလူမျိုးဒီ90မြောက်အယုဒ္ဓယမျိုးဆဲလို့ခေါ်နိုင်တယ်ပေါ့နော်အဲ့ဒီအမေကြီးကိုနှစ်ပေါင်း260အကြာမှာမြန်မာနိုင်ငံကနေပြီးတော့သူတို့ရဲ့အဖိုးအဖွားဘိုးဘီးတွေပိုင်တဲ့ထိုင်းနိုင်ငံအယုဒ္ဓယမျိုးကိုပြန်လည်ရောက်ရှိခွင့်ခြေချခွင့်ရခဲ့တာကြောင့် ဝမ်းသာဝမ်းနေဖြစ်ပြီးတော့ဒီအဖွားကအချိန်ချင်းအဒီအယုဒ္ဓယာမြေရောက်တော့ငိုခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်အတိတ်ကိုလွမ်းဆေးပြီးအဖိုးအဖွားကြီးရဲ့ဖြစ်ရက်ကိုပြန်ပြီးတော့တန်းတပြီးတော့သူလွမ်းပြီးတော့ငိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့သာဆိုရင်လည်းအဲ့လိုပဲဖြစ်ရင်ဖြစ်မှာပေါ့နော်ဒီအဖွားဆိုလို့ရှိရင်မြန်မာနိုင်ငံမှာနှစ်ပေါင်းရာချီပြီးနေခဲ့ရတယ်ဆိုပေမဲ့လေသူမတို့ရဲ့မျိုးနွယ်အဲသူမတို့ရဲ့စိတ်နှလုံးထဲမှာဆိုလို့ရှိရင်ထိုင်းစစ်စစ်ဇယိုက်လက္ခဏာတွေကဆက်လက်ရှင်သန်နေစေဖြစ်တယ်လို့လည်းသိရတယ် ဒါပေမဲ့ဘာသာစကားအနေနဲ့အနှဲငယ်ပြောင်းလဲသွားခဲ့ပေမဲ့လေသူတို့ရဲ့စိတ်ဓာတ်နဲ့ဝိသေသလက္ခဏာတွေကတော့ မပြောင်းလဲပဲနဲ့အဲဒီနှလုံးသားထဲမှာရှင်သန်နေစေဖြစ်တယ်လို့တော့အဲကောက်ချက်ချရတာပေါ့နော်ဘာလို့လဲဆိုတော့အဲသူကသူ့ကိုသူအဲဟိုးဘိုးဘေးအဲအစင်ဆက်ကလေးကဒီအယုဒ္ဓယာနေပြီးတော့တိမ့်ပိုက်ခံခဲ့ရပြီးတော့အဲစစ်တုံပန်းဖြစ်ခေါ်ဆောင်ခံခဲ့ရပြီးမယ်လေအဲသူတို့ကထိုင်းအယုဒ္ဓယာမျိုးနွယ်ဘွာအဲသွေးစစ်စစ်ဆိုပြီးတော့သူတို့စီးစင်းလာခဲ့တာအခုဆိုရင်မြန်မာနိုင်ငံမှာနေတာနှစ်ပေါင်း160အစင်ဆင့်မျိုးဆက်ဘွာပြီးတော့80မြောက်ရှိနေပြီးမယ်လေ သူတို့ရဲ့စိတ်ထဲမှာတော့သူတို့ကအယုဒ္ဓယာနယ်ဘွားထိုင်းစစ်စစ်တီးလို့သူတို့ကခံယူထားကြတယ်ပေါ့နော်ပြီးလို့ရှိရင်မြန်မာနိုင်ငံမှာနေနေတဲ့ဒီလိုမျိုးအဆက်ဆက်တွေနေခဲ့ပြီမယ်လေသူတို့ကအဲသူတို့ရဲ့ဘိုးဘွေးတွေရဲ့မျိုးရိုးအဆင့်အဆက်အတိုင်းအဲနေထိုင်ခဲ့ကြတယ်လို့လည်းသိရတယ်ပေါ့နော်ဒီအဖွားရဲ့ခံစားချက်ကိုလည်းနည်းနည်းတော့နားလေတာပေါ့နော်ဘာလို့လဲဆိုကိုကိုတိုင်တောင်မှတမိုင်းကျောင်းတွေလေးလာတဲ့အခါအဲဝန်နေရတယ်လို့ခံစားရတယ်လေအမှန်ဆိုကိုရီးယား ဘာမှမသိရဘူးပေါ့နော်ကိုရီမျိုးနွယ်ကဘာလဲဆိုတာလေဒါပေမဲ့လည်းခုတစ်ချိန်ကကိုရီကတမိုင်းထဲမှာပါဝင်ခဲ့တာလို့လို့ဘာလို့လို့ဖြစ်ရတယ်လေအဲ့ဒီအချိန်ကျန်ကိုကိုတိုင်တော်မှအအတိတ်ကိုလွမ်းတာလို့လို့ဘာလို့လို့ဖြစ်ရတယ်ဆိုတော့ဒီအဖွားရဲ့အချိန်ချင်းငိုခဲ့ရတယ်ဒီအယုဒ္ဓယာမြေကိုခြေချလိုက်တဲ့အချိန်မှာအချိန်ချင်းငိုခဲ့ရတယ်ဆိုတော့ဒါကိုရီလည်းခံစားမိတယ်ပေါ့နော်ဒါကတော့အခုတလောထိုင်းနိုင်ငံမှာတက်နေတဲ့သတင်းလေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်